ကဘာပေါ်မှာ အောင်မြင်နေတဲ့ကုမ္ပဏီတွေရဲ့လျှို့ဝှက်ချက်တစ်ခုကိုကျွန်တော်ပြောပြမယ်။ဥပမာတွေနဲ့ Apple လိုမျိုးပေါ့။နော်လျှို့ဝှက်ချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ create a custom not a sealed ဈေးမရောက်မှနဲ့တဲ့ customer တွေဖန်ပြီးပါဘာလို့ကျွန်တော်တို့ကစဉ်းစားကြရဈေးမရောက်မှနဲ့ customer တွေဖန်ပြီးပါဆိုတူတူပဲမဟုတ်ဘူးလား။ဈေးရောက်တာနဲ့ customer ဖန်ပြီးတယ်ဆိုတာတူတူပဲမဟုတ်ဘူးလား။မဟုတ်ပါဘူး။ဈေးရောက်နဲ့ sales လုပ်တယ်ဆိုတာကရောင်းလိုက်တယ် ရောင်းပြီး forget it နေသွားတယ်ပြဿနာမရှိဘူးတခါပဲနော် customer တွေ fan လေးတွေဆိုတာကကြတော့ကျွန်တော်တို့က lifetime value ဖြစ်အောင်လို့ relationship တစ်ခုတည်ဆောက်ထားတာလာဝယ်တယ်ချက်ခါထက်ခါဝယ်တယ်အများကြီးဝယ်တယ်တခြားသူတွေခေါ်လာအောင်လုပ်တယ်ဒါဒီကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ customer တည်ဆောက်တာပါနော် customer တွေ fan တီးထားတာပါဟုတ်ပြီကျွန်တော်တို့က customer တွေဘာလို့ fan တီးထားတာ ော်အဲ့တော့ခုနကကျွန်တော်ပြောသလိုပဲ lifetime value เนาะအဲ့တော့ကိုယ်စီကိုထက်ခါထက်ခါလာဝယ်အောင်လုပ်တာကျွန်တော်တို့ကเนาะထားပါတော့ကျွန်တော်တို့ကဈေးရောင်းပြီးသွားပြီเนาะဒါမှမဟုတ်သူနဲ့ relationship တိဆောက်ပြီးသွားပြီ follow up လုပ်မယ်เนาะအမကြီးကိုကြီးကျွန်တော်တို့ product အစ်စ်လေးထွက်လို့เนาะအမမလို့ဟူဖြားဖြားဆက်ပေးတာ ဟုံးခေါ်ပေးတာဒါဒီပါလဲဆိုတော့ customer lifetime value ရဖို့အတွက်ကျွန်တော်တို့ကလုပ်တာရောက်မို့ကျွန်တော်တို့က customer လုပ်ဖို့ဒီ create လုပ်ဖို့ဆိုတာအရေးကြီးတယ်လို့ကျွန်တော်ကပြောတာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က customer တွေတိစောက်ဖို့ဆိုလို့ရှိရင်အဆင့်30ရှိတယ်အဲ့ဒီအဆင့်30ကိုကျွန်တော်များဝေပေးမယ်လုပ်ငန်းရှင်တွေအတွက်တိတ်ကိုအရေးကြီးတာဖြစ်တဲ့အတွက်ဆက်ပြီးတော့မှကြည့်ဖို့လိုလိမ့်မယ်နော်အဲ့တော့အဆင့်တင့်ဒီကျွန်တော်တို့ကပါလဲဆိုတော့ give more value than they expected သူတို့မျှော်လင့်ထားတာထက်ပိုပြီးတော့မှတန်ဖိုးတွေပေးပါတယ် ော့အဲ့တော့ကျွန်တော်တို့ကလူတယောက်ကပစ္စည်းတစ်ခုကိုစီရဝယ်ပြီးငွန်ဆောင်မှုတစ်ခုပေးပြီဆိုလို့ရှိရင်တို့မှာမျော်လင့်ချက်ရှိတယ်နော်ငါဘာရရမလဲဆိုတဲ့ expectation တစ်ခုရှိတယ်တို့ရောအဲ့ဒီ expectation လောက်ရောက်ရုံဆိုလို့ရှိရင်သိကြရတာဒီ average မရအဲ့တော့ကျော်ပေးနိုင်မှာပိုပေးနိုင်မှာဥပမာဆိုလို့ရှိရင်ကျွန်တော်အခု business သင်တန်းနေဖွင့်နေအဲ့တော့ကျွန်တော်ရဲ့ business သင်တန်းကဟလာ9သိန်းပဲပေးရတယ်အဲ့တော့ကျွန်တော်ကအဲ့ဒီ9သိန်းထက်ပိုတယ်သိန်း100ကိုကျွန်တော်ပေးလိုက်တယ်သင်တန်းမှာအဲ့တော့ဘာဖြစ်လို့ဆိုတော့ သူတို့ပြောလင်းထားတာတည်းကျွန်တော်ပြီးလိုက်တာဖြစ်တဲ့အတွက်ဟာဆန်ညာလင်းကိုတင်တဲ့တန်းလာတာတန်လိုက်တာဆိုပြီးတော့နောက်ထပ်တင်တဲ့ဘာတင်တဲ့နေရှိသေးတော့နော်ဒါမျိုးလာပြီးတော့သူတို့ငွေချင်းသူတို့မိတ်ဆွေတွေကိုမလုပ်လဲအာညွန်ပေးတယ်ဒီတင်တဲ့တော့တက်တိတ်ကိုကောင်းတယ်ဒါဒီပါလဲဆိုတော့သူတို့မျောလင်းထားတာတည်းကျွန်တော်ကတန်ဖိုးတွေပူပေးတဲ့အတွက်ဖြစ်ပါတယ်အစ်စ်နှစ်ကတော့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့ follow up လုပ်ဖို့မမေ့ပါနဲ့เนาะ means ပါလဲဆိုတော့ကျွန်တော် relationship တစ်ခုတိစောက်တာအဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်လည်းအခု လာပြီเนาะ business plan တင်တဲ့နောက်လာဆိုဖွင့်တော့မှာအဲ့တော့ business plan တင်တဲ့ဖွင့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီလောက်မှာဆိုလို့ရှိရင်စက်တူလုပ်ငန်းဆိုင်ရာစီမီမြန်တက်သွားတဲ့တင်နန်းသားတွေကိုလှမ်းပြီးတော့လှမ်းဆက်တယ်အမကြီး business plan တင်နန်းဖွင့်ပြီအဲ့လိုရပြီเนาะအမတို့ဆိုရင် blog shop ပေးမယ်ဒါဒီပါလဲဆိုတော့ကျွန်တော်တို့က follow up လုပ်တာဖြစ်နံပါတ်3ဆင်းရတော့ကျွန်တော်တို့ပါလဲဆိုတော့ customer တွေရသွားတဲ့ reset ကိုကျွန်တော်တို့အာယုံစိုက်ပါเนาะအမြတ်ပေါ်အာယုံစိုက်ပါနဲ့ နော် customer တွေဘလောက် result ကောင်းသွားလဲဘာတွေရသွားသလဲဆိုတော့ကိုပုံမအာယုံဆိုင်ပါငါဘလောက်မြတ်လိုက်ပြီလဲငါဘလောက်စားလိုက်ရပြီလဲဆိုတော့ကျွန်တော်တို့အာယုံမဆိုင်ပါနဲ့အဲ့တော့ပြောရမှာပေါ့အဲ့ဆိုလို့ရှိရင်ကျွန်တော် profit ကိုအာယုံမဆိုင်ဘူးဆိုလို့ရှိရင်အမြတ်ငွေမရတော့ဘူးလားမဟုတ်ဘူး result ကောင်းရလေလေအဲ့ဒီ customer ကကိုပိုပေးချင်လေတယ်ပဲဒါစီကျွန်တော်တို့က customer တွေဖန်တီးဖို့အတွက်အဆင့်30ပြပါတယ်ဒီအဆင့်30ကိုကျွန်တော်ချရေးပြီး step by step တော့လုပ်ကြည့် ကိုယ့်ရဲ့လုပ်ငန်းမှာ customer တွေရလိမ့်မယ်အဲ့တော့ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကတဖြည်းဖြည်းကြီးထွားတိုးတက်လာလိမ့်မယ်မဖြစ်မနေလုပ်ကြည့်ပါเนาะလုပ်ပါအဲ့တော့ကျွန်တော်ခဏခဏပြောပြပြီး company တစ်ခုရဲ့တန်ဖိုးကြီးတဲ့ပိုင်ဆိုင်မှုဒီပါလဲဆိုတော့ customer ပဲတောင်းလို့ customer တွေ create လုပ်ပါဖန်တီးပါဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေဂျိုးရစုံတွေရရလိမ့်မယ်လို့ပြောနေပါတယ်။ကိုယ့်အတွက်ဂျိုးရစုံတွေရရတယ်ဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲ comment မှာ yes လို့ရေးပြီးပါဦးဒီဗီဒီယိုဆုံးဖြတ်ချပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလေးအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ